ငလင်တန်ခံရတဲ့ဒေသကိုတကယ်ရောက်သွားတဲ့အချိန်မှာတိုက်တွေဆိုလဲပေါ့နော်တော်တော်ဆူဆူပြိုနေတယ်ပြီးတော့လူတွေလည်းအသေးပြောက်များတယ်ပေါ့နော်ကိုမိသားစုဆိုရင်ဘယ်လိုဖြစ်မလဲပေါ့နော်အဲ့စိကကိုယ့်ကိုတော်တော်လေးဝမ်းနည်းစေရပေါ့နော် I'm volunteer doctor I have witnessed the pain and devastation မိုဘိုင်းကလင်းနဲ့လေးပေါ့နော်ဆီနီယာကျန်တဲ့ဆရာဝန်နေတဲ့အတူငလင်တန်ခံခဲ့ရတဲ့ပြည်သူတွေကိုဟဲ့သူကတစ်ဖက်တစ်လမ်းအနေပြီးတော့ဒီစေကူတာပြီးတော့ကုညီနိုင်ခဲ့တဲ့အတွက်ဆိုအရင်လဲဝမ်းသာပီတိဖြစ်မိပါတယ် ီနီယာတွေကပေါ့နော် ဒီ man လေးဘက်ကို volunteer သွားကြမယ်ဆရာဝန်တွေသွားပြီးတော့အာဒီငလျင်တန်ခံရတဲ့လူတွေကိုကူညီကြမယ်ပေါ့နော်အဲ့အချိန်မှာဆိုတော့သူစုလည်းလိုက်မယ်သူစုလည်းလိုက်မယ်ဆိုပြီးစီးရင်ပေးလိုက်တယ်လူရဲဖြစ်စီကိုဒီ team က funding နဲ့ပေါ့နော်သူတို့အလိုအလိုငွေလေးတွေကောက်ထားတဲ့ funding နေတဲ့ကနေပြီးတော့သူတို့ဒီလူမဲ့ဖြစ်စီလေးတွေဝယ်တယ်အဲ့အချိန်မှာသူတို့တနင်္ဂနွေနေ့မှာလူရဲဖြစ်စီဝယ်ပြီးတော့တနင်္လာနေ့ကျတော့သူတို့ဒီ team နဲ့အတူပေါ့နော် wire wire ရဲ့ team နဲ့အတူသူတို့ဆရာဝန်10ယောက်ပြီးတော့ volunteer 9ယောက်ပေါ့နော်ပြီးတော့ team ကတချို့ဖွဲ့တိုင်းနဲ့အတူ ဒီငလျင်တန်ခင်ရတဲ့ပြည်သူတွေစီဝါဆိုကူညီဖို့စပြီးတော့ထွက်ခဲ့ပေါ့နော် Citizen of Myanmar and volunteer doctor I have witnessed the pain and devastation ကိုရိုင်းနဲ့လက်တွေ့ဒီငလျင်တန်ခင်ရတဲ့ဒေသကိုတကယ်ရောက်သွားတဲ့အချိန်မှာဒီတိုက်တွေဆိုလဲပေါ့နော်တော်တော်ဆူဆူပြိုနေတယ်ပြီးတော့လူတွေလည်းအသေးပြောက်များတယ်ပေါ့နော်ပြီးတော့ဒီမိသားစုတွေဆိုလဲကိုယ့်ရဲ့ အိုးအိမ်ကိုစွန့်ခွာပြီးတော့ပေါ့နော်ဒီလိုမျိုးသူတို့အာနေစရာအိမ်လေးပျောက်သွားတယ်အဲ့ဒါဆိုတော့အရန်လည်းစိတ်မကောင်းဖြစ်တယ်ပေါ့နော်ကိုကလည်းကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဘယ်လိုကူညီရမလဲပေါ့နော်အဲ့လိုအာကိုလည်းတကယ်ဒီမြေပြုံသွားပြီးတော့တွေးလိုက်တဲ့အချိန်မှာဟိုသူတို့နဲ့ထက်တူပေါ့နော်တော်တော်လေးဝမ်းနေရပါတယ်ဟုတ် မဲဆိုတော့ပထမဆုံးကတော့မန္တလေးမန္တလေးကိုအရင်သွားတယ်မန္တလေးကနေပြီးတော့အာဇကိုင်းရယ်အမရပူရပြီးတော့ဘုံအိုးရွာပေါ့နော်ပြီးတော့ပြင်မနာဘက်ကိုလည်းဝင်ခဲ့ပါတယ်ဟုတ်မိုဘိုင်းကလင်းနစ်ကကြတော့စီနီယာတွေရဲ့အကူအညီနဲ့ပေါ့နော်အဲဆိုတော့ဖွင့်ပြတယ်ဒီမိုဘိုင်းကလင်းနစ်ဖွင့်ပြတဲ့ရည်ရွယ်ချက်ကတော့အဲဆိုတို့တွေကဒီငလျင်တန်ခံရတဲ့ဒေတာတွေမှာတကယ်ငလျင်တန်ကိုခံလိုက်ရတဲ့ပြည်သူတွေကပေါ့နော်သူတို့အာတကယ်ဟို စေယုံကြီးတွေကိုတွားဖို့အခက်အခဲဖြစ်နေရမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့ကဒီဒေတာလေးမှာတွားဖွင့်လိုက်ရင်သူတို့ mobile clinic ကိုဆိုရင်အော်ပထမဆုံးအလွယ်တကူလာပြလို့ရတယ်ပေါ့နော်အဲ့အနေတဆင်သူတို့ကဒီဟိုတခြား tertiary hospital တွေကိုပြန်ပြီးတော့ refer လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီရွယ်ချက်လေးနဲ့သူတို့က mobile clinic လေးကဖွင့်ပစ်ထားပါ အတင်းကတော့အစူးကုသခဲ့တဲ့လူနာထဲမှာဆိုရင်တော့ဒီပေါင်ယိုးချိုးနေရနှစ်ယောက်တွေ့ရပေါ့နော်နောက်တစ်ယောက်ကကျတော့သူကငလျင်လှုပ်တဲ့အချိန်မှာသူကဟင်းချက်နေရတဲ့ဟင်းချက်နေတဲ့အချိန်မှာသူကငလျင်လှုပ်တော့အာထွက်ပြေးလိုက်တဲ့အချိန်မှာသူဒီဟင်းအိုးနဲ့တိုက်မိပြီးတော့ပေါ့နော်သူပေါင်တစ်ချမ်းကအာဘန်းဖြစ်သွားပါပေါ့နော်အဲအဲ့ဒီ၃ယောက်ကတော့ထူးထူးခြားခြားလေးတော့တွေ့ကြရတယ်ဟုတ် ငလင်တန်ခံခဲ့ရတဲ့ပြည်သူတွေကိုဟဲ့သူတို့ကတစ်ဖက်တစ်လမ်းအနေပြီးတော့ဒီစေကုသပြီးတော့ကိုညီနိုင်ခဲ့တဲ့အတွက်ဆိုအရင်လဲဝမ်းသာပီတိဖြစ်မိပါတယ်ဟဲ့သူမနဲ့ပြန်ဆိုရင်လည်းဒီတံတားဦးနဲ့အင်းဝါဘက်ကိုဟဲ့သူရဲ့မိုဘိုင်းကလင်းနစ်လေးပေါ့နော်စီနီယာကျန်တဲ့ဆရာဝန်နေနဲ့အတူထပ်ပြီးတော့ဖုန်းဖို့သွားဖို့ရှိပါတယ်ဟုတ်17ရက်နေ့နောက်ပိုင်းမှာလည်းအင်းလီဘက်ကိုလည်းထပ်ပြီးတော့သွားဖို့ရှိပါတယ် WIA WIA team ကနေပြီးတော့ volunteer ဆရာဝန်နေနဲ့အတူအင်းလီဘက်ကိုလည်းမိုဘိုင်းကလင်းနစ်လေးသွားဖုန်းဖို့ရှိပါသေးတယ်ဒါပေမဲ့အဲဆိုကကြတော့ဒီ အာဧပြီရှိရက်ကနေ17ရက်နေ့ထိဝင်ဆိုတာအင်းဝါနဲ့တရားဦးအာပြီးတော့အဲတခြား ဒီနီနာပတ်ဝန်းကျင်လိုအပ်တဲ့ဒေတာလေးမှာတော့အဲဒီမိုဘိုင်းကလင်းနစ်လေးစီနီယာတွေနဲ့တူသွားဖို့ရှိပါတယ်။အဲဆိုအစစချင်းတော့ကတော့အလူငွေလက်မခံအောင်ပေါ့နော်။အဲဆိုဒီ volunteer သွားမယ်။အဲတော့အဲဆိုကိုဒီစေပစ္စည်းလူချင်းနေဆိုရင်အဲဆိုကိုထည့်ပေးလိုက်လို့ရတယ်။အဲဆိုလူခဲ့ပေးမယ်ပေါ့နော်။ဒါမဲ့အဲအဲဆိုတငယ်ချင်းတွေရောအသီးမိတ်ဆွေတွေရောအဲဆိုတကယ်မန္တလေးဘက်ကိုမန္တလေးစကိုင်းဘက်ကိုရောက်နေအချိန်မှာသူတို့တွေကလူချင်းနေဆိုပြီးတော့ဖြည်းဖြည်းဖြည်းနဲ့အလူငွေလေးလာထိန်နေဆိုရလဲအဲအဲ့ဒါဆိုတော့အဲဆိုလူပေးမယ်ဆိုပြီးတော့ဒီအလူငွေလေး ေးတွေတော့လက်ခံဖြစ်တယ်အဲ့ချိန်မှာတကယ်ဒုက္ခရောက်နေတဲ့မိသားစုတွေစီကိုဟာစုရောက်အောင်ဒီလိုမျိုးတိုင်အောင်တသိန်းလုံးနဲ့ပေါ့နော်တခြားလေးလူပေးခဲ့တယ်ပြီးတော့ဟာစုဒီအင်းဝါနဲ့တရားဥပတ်ကိုလည်းမနဲ့ပြန်သွားဖို့ရှိရဲဆိုတော့အဲ့ trip မှာလည်းဟာစုကြံနေတဲ့လူငွေတွေကိုတကယ်ဒုက္ခရောက်နေတဲ့မိသားစုတွေစီကို တတိယအောင်ရအောင်လူရန်ခဲ့ပြီမှာပါအဲဆိုတငယ်ချင်းတွေရောအတိမိတ်ဆွေတွေရော စုစုပေါင်းလာလူတာဆိုရင်138တင်းရှိပါတယ်အဲဒီငလင်တတိနေရာတော့ဆိုရှယ်မီဒီယာမှာဇက်တိုက်တက်နေရပဲဆိုတော့ကျွန်တော်တွေဒီဆိုရှယ်မီဒီယာ app တွေမျိုးစုံကနေပြီးတော့တွေ့ရရပေါ့နော်အဲ့ချိန်မှာ စိတ်ထိခိုက်ဆုံးဖြစ်ရတယ်ဆိုရင်တော့ဟဲ့သူဒီတမီးလေးတွေဟိုတိုက်ထဲမှာပေါ့နော်ကြံခဲ့တဲ့အချိန်မှာမိဘတွေကအပြင်ကနေငိုကြွေးနေရတော့ပြီးတော့ဒီကိုမိဘတွေဒီတိုက်ထဲမှာ ပိတ်မိပြီးတော့ပြုတ်ကျတဲ့အထက်မှာပါသွားလို့ဒီတာသမီတွေကသူတို့ဖို့စီတင်တာသူတို့အမိတွေကိုပြန်ရှာတဲ့အချိန်မှာဆိုရင်ကိုမိသားစုဆိုရင်ဘယ်လိုဖြစ်မလဲပေါ့နော်အဲ့စိတ်ကကိုယ့်ကိုတော်တော်လေးဝမ်းနည်းစေရေပေါ့နော်အော်ဒီညမှာအာငါမိပါဆိုရင်ငါဘယ်လိုခံစားရမလဲပေါ့နော်အဲ့ဒီစိတ်နဲ့တင်အာပြောမပြနိုင်တော့ဝမ်းနည်းရတယ်ဟုတ်ကိုယ်တော်တို့နေရာမှာဆိုရင်ရှိပါတော့เนาะအဲဆိုတာတို့နေရာမှာဆိုတော့အမ်မိဘရဲ့မရှင်ကိုလည်းနေရဲလောက်တော့ အခုကကြတော့ငလျင်လှုပ်သွားတာတပတ်ကျော်ပြီဆိုတော့ဗောနော်ဒီ emergency ကနေပြီးတော့သူတို့ဒီပြန်လဲထူထောင်ရေးဘက်ကိုပို့ပြီးတော့အဥတီနေတဲ့ကာလလေးရောက်ပြီဗောနော်အဲ့ချိန်မှာအလူရှင်တွေကိုလည်းဒီဟိုဆက်စားခြင်းငလျင်ဖြစ်တဲ့အချိန်မှာဒီလိုအပ်တဲ့အခြေခံလိုအပ်တဲ့အစားအစာအဝတ်အစားဗောနော်အဲဒီလိုမျိုးအတုံးဆောင်ဖြစ်စီလူရန်နေတဲ့အလူရှင်တွေကိုလည်းပြန်လဲထူထောင်ရေးမှာလဲဗောနော်အကုန်လုံးပါဝင်လူရန်ပေးကြပါအောင်ကူညီပေးကြပါအောင်လို့ဟဲ့ဆိုတာတိုက်တွန်းချင်ပါတယ်ဟောဟဲ့ဆိုကိုယ်တိုင်လည်းဒီပြန်လဲထူထောင်ရေးဘက်မှာလိုအပ်တဲ့နေရာတွေမှာဟဲ့ဆို ုကိုရိုင်းနဲ့လူရန်သွားဖို့ရှိပါတယ်ဟုတ်အဲဟဲဆိုကပခုတ်ကူစာတီဖြစ်တဲ့အတွက်မန်လီဆိုတာအဲဆိုငငယ်တုန်းကတချိန်လုံးအလေသွားနေမြို့ပေါ့နော်အဲဆိုနွေရာသီဆိုလဲမန်လီမှာပဲအိမ်နဲ့ဒီမိသားစုနဲ့ပဲဖြတ်တန်းဖြစ်တာများတယ်ပြီးတော့အဲဆိုရငယ်ဘဝအမတ်တရတွေကမန်လီမှာအများကြီးရှိရပေါ့နော်အဲဆိုကိုရိုင်းလည်းအခုအချိန်ရတိုင်းအဲဆိုပိတ်ရရတိုင်းမန်လီကိုသွားလည်ဖြစ်တယ်ပေါ့နော်အဲအချိန်မှာမန်လီမြို့ကဒီလိုမျိုးဖြစ်သွားတဲ့အချိန်မှာအဲဆိုတော်တော်လေးစိတ်မကောင်းဖြစ်တယ်ပေါ့နော်ကို့ ကိုရဲ့ငယ်ဘဝတလျှောက်လုံးရှိခဲ့တဲ့နေရာလေးဆိုတော့အခုဟန်စုမန်လေးကိုကိုကိုရိုင်းသွားလို့ရတဲ့အချိန်မှာလည်းမန်လေးကအာညဆိုရင်မီးမီးပြတ်တော့တမျိုးလုံးကမောင်မဲနေရဆိုတော့အဲ့အချိန်မှာအော်ကိုအရင်စိတ်မကောင်းဖြစ်ရတယ်ဟုတ်အခုဆိုမန်လေးဟိုနေရဆိုအမေဘိုးကရွာလိုက်တာနော်ဟုတ်တယ်ဟုတ်ဘိုးဒုက္ခရောက်ကြမှာတဲ့ ဟုတ်တယ်ဟုတ်တယ်ဟိုဟာမိုးပါရွာတယ်ဆိုတော့ဒီ infection outbreak တွေလည်းပို့ပြီးတော့တည်ထားအောင်ပါဗောနော် dead body တွေကလည်းထုတ်ဖို့ကြံနေသေးရဆိုတော့ဒီ dead body တွေကအာအရေတွေကိုယ်နဲ့မထီအောင်ဗောနော်ဒီလိုမျိုးဟို precaution တွေတော့ယူဖို့လိုရဲဟုတ်ကင်ဆယ်ရေးသမားတွေအတွက်ပါဟုတ်ဟုတ်အော်ကင်ဆယ်ရေးသမားတွေလည်းပေါ့နော် သူတို့ဒီစွန့်စွန့်ဆာဆာနဲ့ဒီကိုယ်အတွက်ကိုတောင်မှဟောထဲမတွက်ဖ ೇನೆ ဒီလိုမျိုး ငလျင်တန်ဒေတာတွေမှာဒီမိသားစုတွေအတွက်ကူညီပေးနေအောင်လဲဆိုအရင်လေးစားပါတယ်အရင်လဲကျေးဇူးတင်ပါတယ်ဒီဟိုဒီတစ်ဖက်တစ်လမ်းအနေနဲ့ပေါ့နော်ကိုကိုကိုအတွက်လဲဂီယူဆိုင်ကြပါပေါ့နော်အဲဆိုအဲ့လိုမျိုးပြောချင်ပါတယ်